2025ခုနှစ်အပြည်ပြည်ဆိုင်ရာအိုလံပစ်နှင့်အထိမ်းအမှတ်အဖြစ် ARV တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီးမှုကျင်းပတဲ့မြို့တွင်းဖိတ်ကောစပိန်စီပြိုင်ပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကပသိမ်မြို့ကိုသိန်းအားကစားကွင်းမှာ ARV တိုင်းဒေသကြီးဦးတမဝင်းကပြိုင်ပွဲကိုပသိမ်မြို့ရုတ်ထုအဝိုင်းမှာစပြီးတနက်ပစ်ဖောက်တက်လှုပ်ပေးခဲ့ပါတယ်။ အိမ်နောက်ရုံထုအဝိုင်းမှာပသိဉ္စီပညာတက္ကသိုလ်ပသိဉ္စီပညာတက္ကသိုလ်မှာကိုသိန်းအားကစားခွင့်အထည်ပြိုင်ပွဲဝင်စပိန်စီအားကစားသမားများက20ကီလိုမီတာရှင်ပြိုင်ခဲ့ကြရောင်းဒိုင်းနေသားကြီးဝင်းကြီးကျုံနဲ့တာဝန်ရှိသူများကကိုသိန်းအားကစားခွင့်ရှင်ပန်းဝင်တဲ့နေရာမှာကြိုဆိုခဲ့ကြပါတယ်အိမ်နောက်စုချင်းမြင်မွဲခန္ဓာကိုကျင်ပါရောင်း အမျိုးသားရူးရူးဘိန်းပြိုင်ပွဲမှာပထမဒုတိယတတိယစတုထားနဲ့ပြစ်စမနဲ့နှစ်သိမ့်စုရရှိသူများအောင်အမျိုးသား face by ပြိုင်ပြိုင်ဘိန်း mountain ဘိန်းပြိုင်ပွဲမှာပထမဒုတိယတတိယစုနဲ့ပြစ်စမစုနဲ့နှစ်သိမ့်စုရရှိသူများကိုတိုင်းနေသားကြီးတရားသူကြီးကျောင်းနဲ့တိုင်းနေသားကြီးဝန်ကြီးများကလည်းကောင်း အမျိုးသမီးရုံရုံဘိန်းပြိုင်ပွဲမှာပထမဒုတိယတတိယစတုထားနဲ့ပြည်စမစုရရှိသူများအောင်ဒိုင်းနေသားကြီးဝင်းကြီးချုပ်ရဲ့ဇနီးနဲ့တာဝန်ရှိသူများက၎င်းအမျိုးသားအမျိုးသမီးစပိန်စီပြိုင်ပွဲမှာပထမဆုရရှိတဲ့အားကစားသမားများအားစုပလာများကိုဒါနီတာကြီးဝင်းကြီးချုပ်ဦးတင်မောင်ဝင်းက၎င်းချီးမြှင့်ခဲ့ပါတယ်။ အိမ်တော်ဒိုင်းနေသားကြီးဝင်ကြီးချုပ်နဲ့အဖွဲ့ဟာကိုသိန်းအားကစားကွဲမောင်းဒိုင်းနေသားကြီးနဲ့အပြည့်နဲ့အားကစားပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်မယ်။ ARV ဒိုင်းဒေသကြီးလက်ရွေးစင် U18 အမျိုးသားအမျိုးသမီးပြေးခုံပြင်းအားကစားသမားများရဲ့မီတာလေးရလက်ဆင့်ကမ်းလေးချင်းမှုများတန်းမြင့်ခုံလေးချင်းမှုများဒိုင်းနေသားကြီးလက်ရွေးစင် U18 အမျိုးသားဘောလုံးအားကစားသမားများရဲ့လေးချင်းမှုများကိုကြည့်ရှုအားပေးကောင်းအားကစားသမားများအားချင်းမြင့်ဝင်နဲ့အာဟာရဖြည့်စွက်စာများပေးရချင်မြင်ပါတယ်။ 2025ခုနှစ်ပြည်내နဲ့တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအောက်မွေးရရှိခဲ့တဲ့ ARB တိုင်းဒေသကြီးဂျူဒိုအသင်းအားဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကိုဒီကနေ့နေ့လယ်ပိုင်းကပသိမ်မြို့အေယာရွှေဝါခမ်းမမှာကျင်းပပြုလုပ်ပါတယ်။ ရေဥစွာတိုင်းနေသားကြီးဝင်းကြီးကျုံရဲ့အဖွဲ့ဟာ2025ခုနှစ်ပြည်내နဲ့တိုင်းနေသားကြီးဂျူရိုပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့ပြီးစုတစိမ့်များရရှိခဲ့တဲ့အားကစားသမားများရဲ့ပါဝင်ရှင်ပြိုင်ခဲ့မှုဗီဒီယိုကလစ်အားကြည့်ရှုအားပေးပြီးတိုင်းနေသားကြီးဝင်းကြီးကျုံကဂုံပြူအမှားစကားပြောကြခဲ့ပြီးရွှေတစိမ့်စုရရှိသူ၃ဦးအားဂုံပြူစုငွေကျန်တိ30နဲ့ဂုံပြူမတန်လွာကို၎င်းဝိဒဇိစုရရှိသူတအူအောင်ဂုံပြုစုငွေကြက်၅သိန်းနဲ့ဂုံပြုမှတ်တမ်းလွှာကို၎င်း ။ဒါနဲ့သာဒီဝန်ကြီးချုပ်ရဲ့စနေကကျင်းတစိတ်၉ခုအတွဲငွေကျဲ28သိန်း၊ဂုံပြူမှတ်တမ်းလွှာနဲ့အုပ်ချုပ်သူနီးပြ6ဦးအားငွေကျဲ12သိန်းကို၎င်းပေးရချီမြှင့်ပါတယ်။အဲဒီနောက်အောင်ပွဲများရရှိခဲ့တဲ့အေယာဝီတိုင်းဒေသကြီးဂျူရိုအသင်းအားဂုံပြူစာတောက်ဖွဲ့ရများနဲ့တဲခင်းအခန့်ခဲကြောင်းသိရှိရပါတယ်။ဒီသတင်းကိုတော့ပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။